မင်္ဂလာပါမြစ်နာသတင်းကြော်နဲ့အပတ်စဉ် TV အစီအစဉ်ကိုတင်ဆက်ပေးတော်မှာဖြစ်ပါတယ်ဒီအစီအစဉ်မှာကချင်ပြည်နယ်အတွင်းကသတင်းနဲ့သတင်းဆောင်ပါတွေအပြင်တိုင်းသားလူမျိုးစုတွေရဲ့အတန်းတွေကိုစူးစီးတင်ဆက်ပေးမှာဖြစ်ပါတယ်ဝိုင်းမော်မြို့နယ်နောင်ချိန်ကျေးရွာအုပ်စုမှာရှိတဲ့ချစ်ဆောင်စကန်52ခုကစစ်ပေးဆောင်တွေကို WFP အဖွဲ့ကထောက်ပံ့ပေးတဲ့အချိန်တာဝန်ရှိသူတွေနဲ့ပူးပေါင်းဆောင်ရွက်မှုမရှိတာကြောင့်ရတဲ့ရထိုက်တဲ့သူတွေထောက်ပံ့မှုတွေမရရှိဘူးလို့ စကန်တာဝန်ခံရရပြောပါတယ်။စက်တင်ဘာလတလအတွင်းမြန်မာနိုင်ငံအနှံ့မှာအမျိုးသမီးတိတ်ဆုံးသူ40ခန့်ရှိခဲ့ပြီးထိခိုက်ဒဏ်ရာရရှိသူ59ဦးရှိခဲ့ပါတယ်။မြန်မာပြည်ရဲ့အဓိကကြောက်စိမ်းထွက်ရှိရာဖက်ကန့်ဒေတာရဲ့စီရင်နိုင်ငံရေးအခြေအနေပြင် ဖက်ကန့်ပြည်သူတွေရဲ့အခက်အခဲတွေကိုလည်းတင်ဆက်ပေးမှာဖြစ်ပါတယ်။ဝိုင်းမော်မြို့နယ်နောင်ထင်ကျေးရွာအုပ်စုမှာရှိတဲ့ ရှစ်ချောင်းစကန်42ခုကစစ်ဘေးရှောင်တွေကို WFP အဖွဲ့ကထောက်ပံ့ပေးတဲ့အချိန်တာဝန်ရှိသူတွေနဲ့ပူးပေါင်းဆောင်ရွက်မှုမရှိတာကြောင့်ရတဲ့ရထိုက်တဲ့သူတွေထောက်ပံ့မှုတွေများရှိဘူးလို့စကန်တာဝန်ခံတွေကပြောပါတယ်။အရင်နှစ်တွေကစစ်ဘေးရှောင်တွေအားလုံးကိုတန်းတူညီမျှကူညီထောက်ပံ့ပေးခဲ့ပေမဲ့အမေရိကန်သမ္မတဒေါ်နယ်ထရမ့်တက်လာတဲ့နောက်ပိုင်းလွန်ခဲ့တဲ့ဧပြီလစပြီးစစ်ဘေးရှောင်တွေကိုကူညီနေတာရပ်တန့်သွားခဲ့တာဖြစ်ပါတယ်။ကမ္ဘာစားနပ်ရိက္ခ WFP အဖွဲ့က လွန်ခဲ့တဲ့စက်တင်ဘာလစပြီးစခန်းအတွင်းရှိပုံမခက်ခဲတဲ့စပေးရှောင်းတွေကိုရွေးချယ်ပြီးထောက်ပံ့မှုတွေကိုပြန်လည်ပြုလုပ်ခဲ့ပေမဲ့တာဝန်ရှိသူတွေနဲ့ပူးပေါင်းဆောင်ရွက်ခြင်းမရှိအောင်ရတင်းရထိုက်တဲ့သူတွေမရဘူးလို့အဲ့ဒီစစ်ရှောင်းစခန်း42ခုမှာရှိတဲ့တာဝန်ခံတွေကပြောပါတယ်ဆယ်ရောကေပူမီဖဲသူအပလဲမော်ဒော်လူရယ်စံကေလူရယ်တုံးပင်းလူရယ်ဆိုတဲ့မီဖဲဦးကျော်အဲငါရောင်မုံကေပူမီဖဲ အပတင်လာတာရှိလို့ရောရှမ်းမေကောအင်တာဗျူးကျူးအရှမ်းမေကမစစ်ကောနာစာဗျူးအကောတကယ်ချင်းလည်းကဘုံမမဘုံရကလည်းမိကောကောလန်းတုံးပင်းတို့ရင်းဆိုင်နာရှက်ရှလောမ်ကောဟာတဲဘကောမတော်လူအတုံးပင်းကောလူအဲ့ဒါခုလည်းမလို့ကြာတော့ကဲဒါနီမစံရှမ်းမီကောပင်းလူရေစုံရဲ့ကဲဒီဆောင်ကဒါမျိုးတော့ WFP ဖဲမောကြာနန်ကဲဘုတ်ဒီဖဲကံရည်တခုနာကြော်ရည် ဒါပြင်ကိုညီပေးတဲ့အချိန်မှာလဲတယောက်ကိုကြက်သုံးတောင်းမပေးနိုင်ရင်တထောင်ကြက်နှုန်းနဲ့အာလုံးတန်းသူညီများရအောင်ကိုညီပေးလိုရလို့လဲဆိုပါတယ် WFP ကရွေးချယ်ထားတဲ့စစ်ပေးရှောင်တွေကိုစက်တင်ဘာလစစ်ပေးရှောင်လူကြီးလူငယ်မျိုးရဲ့အားလုံးကိုသူ့ကိုကြက်သုံးတောင်းငါးထောင်စီထောက်ပံ့ပေးခဲ့ပြီးအော်တိုဘာလစပြီးသူ့ကိုကြက်ငါးထောင်စီထောက်ပံ့မယ်လို့ပြောဆိုခဲ့လို့လဲသိရပါတယ်အလူရှင်တွေဟာစစ်ရှောင်စခန်းအတွင်းရတကယ်အခြေအနေမှန်ကိုမသိနိုင်တဲ့အတွက် အောက်ခြေမှာတာဝန်ယူဆောင်ရွက်ပြီးစစ်ဘေးရှောင်တွေအားလုံးရဲ့ကိစ္စအဝဝကိုသိရှိနေတဲ့သူတွေနဲ့အတူတကွပူးပေါင်းလှုပ်ဆောင်ရင်ပုံမတင့်တော်မှာဖြစ်တယ်လို့လည်းတာဝန်ခံဆိုပါတယ်။နောင်ချင်းကျေးဝအတွင်းကစစ်ရှောင်စခန်း42ခုမှာခိုးလုံနေတဲ့စစ်ဘေးရှောင်အိမ်ထောင်စုတထောင်ကျော်ထဲမှာအမှန်တကယ်ခက်ခဲပြီးအကူအညီလိုအပ်နေတဲ့အိမ်ထောင်စု600ဝန်းကျင်လောက်ဟာအကူအညီတွေမရရှိပဲအခက်အခဲကြုံနေရတယ်လို့ပြောပါတယ်။ အဲဒီစစ်ဘေးရှောင်တွေဟာ2024ခုနှစ်မတ်လ3ပိုင်းကဖြစ်ပွားခဲ့တဲ့စစ်တပ်နဲ့ KIA ပူးပေါင်းတပ်ဖွဲ့တွေရဲ့တိုက်ပွဲကြောင်းဝိုင်းမော်မြို့နဲ့မြို့ရဲ့တောင်ဘက်ပိုင်းနဲ့အရှေ့ဘက်ပိုင်းကထွက်ပြေးတိမ်းရှောင်လာကြတဲ့သူတွေဖြစ်ပါတယ်ပြည်ကြီးရဲ့စက်တင်ဘာလတလအတွင်းမြန်မာနိုင်ငံအနှံ့မှာမြို့သူမိသေဆုံးသူ48ဦးရှိခဲ့ပြီးထိခိုက်ဒဏ်ရာရရှိသူ59ဦးရှိခဲ့ပါတယ် ဒေသုံးတာကတော့စစ်ကော်မရှင်ရဲ့လေကြောင်းနဲ့ပုံကျွေးတိုက်ခိုက်မှုကြောင့်36ဦးလက်နက်ချေပစ်ခတ်မှုကြောင့်9ဦးမတရားတပ်ဖြတ်ခံရမှုကြောင့်4ဦးကြီးထိမမှုကြောင့်2ဦးနဲ့ပြည်ပခါနဲ့ဆက်နွှဲတဲ့လိမ်မိုင်းဆိုင်ရာအကြမ်းဖက်ခံရမှုကြောင့်2ဦးရှိခဲ့ရလို့မြန်မာမျိုးသမီးတမကကဟောက်တဘာလ10ရက်နေ့မှာထုတ်ပြန်ထားတာဖြစ်ပါတယ်တရားရရှိတဲ့အကြောင်းရင်းတွေကတော့စစ်ကော်မရှင်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်32ဦးလက်နက်ချေပစ်ခတ်မှုကြောင့်9ဦး င်းမြုပ်မိုင်းကြောင့်တူဦးနဲ့ပြိပခါနဲ့ဆံရွေတဲ့လိမ်မိုင်းဆိုင်ရာချမ်းပဲခံရမှုကြောင့်15ဦးတို့ရှိတယ်လို့ဖော်ပြချပါရယ် စကိုင်းနိုင်ဒေတာကြီးက18ဦးနဲ့ဒေသုံသူအများဆုံးဖြစ်ပြီးချန်ပီနယ်နဲ့တိုင်းတွေဖြစ်ကြတဲ့မန္တလေးတိုင်းဒေတာကြီးက12ဦး၊ကချင်ပီနယ်က6ဦး၊ရှမ်းပီနယ်နဲ့ရခိုင်ပီနယ်က3ဦးစီ၊ကရင်ပီနယ်နဲ့တရင်းသားရီတိုင်းဒေတာကြီးတို့မှာက2ဦးစီနဲ့မွန်ပီနယ်မှာ2ဦးရှိခဲ့တယ်လို့သိရပါတယ်။ပီဂျူရီဟာအထီးအခိုင်အပြည့်စီနဲ့တဘဝပေးချောက်ဒေချိန်မှုတွေကြုံနေရတဲ့အချိန်မှာပဲစစ်ကော်မရှင်တပ်ဟာဆေးရဆွေးမှုနဲ့လူသားမျိုးနွယ်တွေအပေါ်မျိုးမျိုးရောရဆွေးမှုတွေလူအခွင့်အရေးချုပ်ဖောက်မှုတွေကို ီလာမျိုးစုံနဲ့ချိုလိုနေစိဆိုတာတွင်မြင်ရကြောင်းဖော်ပြပါရှိပါရယ်ဒီနေ့2025ခုနှစ်ရဲ့အလွန်ကြီးရေကိုလအတွင်းမြန်မာနိုင်ငံအနှံ့မှာမြို့သမီး965ဦးတိုက်ဆုံခဲ့ရပြီး962ဦးတိကျတဲ့ရရှိခဲ့ပြီးဖြစ်ပါရယ်မနစ်က2024ခုနှစ်မှာတိုက်ဆုံတဲ့မြို့သမီးဦးရေက498ဦးရှိခဲ့ပြီး2023ခုနှစ်မှာတော့390ဦးရှိခဲ့ပေမဲ့ဒီနေ့2025ခုနှစ်ရဲ့ကိုလအတွင်းတိုက်ဆုံဆင်းတဲ့နိုင်ရှင်ရင်ပိုပြီးတိုးလာတာကိုတွင်မြင်ရပါရယ် မြမအမျိုးသမီးတမကရဲ့အမျိုးသမီးမတ်တန်နဲ့ဒုတိယနာလုံငန်းဆက်အနေနဲ့ထုတ်ပြန်တဲ့အချက်အလက်တွေဟာတိကျခိုင်လုံတဲ့သတင်းမီဒီယာအချက်အလက်တွေနဲ့မြပြည်ကနေရရှိလာတဲ့အချက်အလက်တွေကိုစုဆောင်းမှတ်တမ်းတင်ထားတာဖြစ်တယ်လို့ဖော်ပြထားပါတယ်။စစ်တပ်ဟာ2023ခုနှစ်ဖေဖော်ဝါရီလ3ရက်နေ့အာဏာသိမ်းမှုကြိုပမ်းချိန်ကနေစတင်ပြီးလင်းနစ်တာကာလအတွင်းဆေးရဆွေးမှုနဲ့လူသားမျိုးနွယ်တွေအပေါ်နိလအမျိုးမျိုးနဲ့ရဆွေးမှုတွေလူခွင့်ရေးချုပ်ဖောက်မှုတွေကိုကျွလွန်နေခဲ့တာဖြစ်ပါတယ်။ ဖကန်ကြောက်စိမ့်တွင်ဒေတာကကချင်လွတ်လိုက်တမတော်ကျန်အီထိမ့်ချုပ်ထားတဲ့နေမြေတွေမှာစစ်သားစုဆောင်ရေးတွေပြုလုပ်နေတာကြောင့်ဒေရခန်တွေစိုးရင်ထိတ်လန့်နေကြရပါတယ်။ဖကန်ဒေတာအတွင်းက KIA စုံမထိမ့်ချုပ်ရာခြေရွာရပ်ကွက်တွေမှာဒေရခန်ပြည်သူတွေကိုစုဆောင်ရေးခေါ်တာတွေပြုလုပ်နေရလို့ဖကန်ဒေရခန်အမျိုးသမီးတူဦးကမချနာတဲ့တင်ကြတယ်ကိုပြောပါရယ်။ KIA ကနေသူတို့ထိမ့်ချုပ်ထားတဲ့ခြေရွာရပ်ကွက်တွေနဲ့မော်တွေမှာဝင်ရောက်ပြီး အင်စီကားတွေနဲ့စုဆောင်ရေးတွေလှုပ်ဆောင်နေတာဖြစ်တယ်လို့ဒေတာခဏကပြောပါတယ်။အော်တိုဘားလ9ရက်နေ့ကလည်းဆိုင်းတောင်ရွာနတ်ကြီးစင်မြောက်ဘက်နဲ့မော်ရှန်ရွာစိန်ချိုကွင်းရဆိုင်တလျှောက်မှာ KIA ကစစ်သားစုဆောင်ခဲ့လို့သိရပါတယ်။ဆိုင်းတောင်စိတ်မှုကျေးရွာနဲ့မော်ရှန်ကျေးရွာတွေမှာ KIA ရဲ့ကားတွေနဲ့စစ်သားစုဆောင်ရေးအတွက်လိုက်ဖမ်းနေရလို့ဒေတာခဏကပြောဆိုချက်အရာသိရပါတယ်။ဥတည်စုဆောင်တာဆိုတာကျွန်တော်တို့မြန်မာနိုင်ငံမှာ KOK ရဲ့ ်ဖွဲ့စည်းထားပဲစုဆောင်တာမဟုတ်ဘူးစစ်ကောင်စီကလည်းလူတစ်စုဆောင်တာတခြားတော့လည်းနဲ့တဲ့ဖွဲ့စည်းတဲ့အားလုံးလည်းလူတစ်စုဆောင်တာကျော်ရုကေကေဟိုဒီလည်းလူတစ်စုဆောင်တာကျော်ရုရဲ့မူဝါဒကအစည်းအရုံးဒီမှာလူတစ်စုဆောင်တဲ့မူဝါဒဖြစ်ပါတယ်ဒါမဲ့တချို့လူငယ်တရားတော့စီယုံလို့မရဘူးအဲ့ဒီအချိန်မှာတော့ကျွန်တော်တို့လည်းဖန်တာစီတာ ခေါ်သွားတာဆွဲခေါ်သွားတာမျိုးတွေလည်းတုံ့ပြပါတယ်။ဖကန်မှာလူတိစုဆောင်တယ်ဆိုတာကတော့အမအငေါ်ဆရာတော့မရှိဘူးလို့ကျွန်တော်ပြောလိုပါတယ်။တခြားနေရာမှာလည်းကျွန်တော်တို့စုဆောင်ပါတယ်။ဖကန်ဒီရာမစစ်ကော်မရှင်နဲ့ KIA KPDF ပူးပေါင်းတပ်ဖွဲ့တွေစစ်သားစုဆောင်ရေးတွေပြုလုပ်နေရာကြောင့်ဂျာနေဒေတာခံပြည်သူတွေအခက်အခဲကြုံတွေ့နေရတာဖြစ်ပါတယ်။ပြီးခဲ့တဲ့စက်တင်ဘာလ30ရက်နေ့ကဆိုင်းတောင်စိတ်မှုကျေးရွာအုပ်စု နတ်မော်ချေးရွာနားမှာ KIA ကစစ်သားစုဆောင်ရေးပြုလုပ်တဲ့အချိန်ထွက်ပြေးတဲ့သူတွေထက်အမျိုးသားတဦးမြေစာပုံပေါ်ကနေပြုတ်ကျသေဆုံးခဲ့ပါတယ်မြင်းရမြုပ်နဲ့ဖက်ကမြုပ်တွင်မှာလူငေါင်းထက်ပုံပြီးစုဝေးတာမလုပ်ဖို့နဲ့ည7:00နောက်ပိုင်းအပြင်မထွက်ရအမိန့်ကိုစစ်ကောင်မရှင်ကထုတ်ပြန်ထားပါဗျ။ မြို့နေနမိတ်အတွင် လူတချို့ကအများပြည်သူတွေလုံခြုံရေးတရားဥပဒေစိုးမိုးရေးနဲ့ရရွာအချမ်းတရားရေးကိုထိခိုက်စေတဲ့အပြင်ရုံရင်းဆံကမှုတွေဖြစ်ပွားစေနိုင်တယ်လို့ယုံကြည်ယူဆတဲ့အတွက်မြို့အတွင်က ရက်ွက်ခြေရွာအုပ်စုခြေရွာတွေမှာစုဝေးတာဟောပြောတာစီတန်းလေးလေးတာနူးဆော်တာဖြက်စီးတာနဲ့ရုံရင်းဆံခတ်ပြမှုတွေကိုတမင်ချရလို့ဖော်ပြချတာပါ။ မြစ်ချနာမြို့နဲ့ဖကတ်မြို့တွင်ကလမ်းမကြီးတွေအများပြည်သူသွားရလမ်းလမ်းတွယ်လမ်းကြားဥယျံဒါမှမဟုတ်အများပြည်သူနဲ့တက်ဆိုင်တဲ့နေရာတွေမှာလူငါးဦးဒါမှမဟုတ်ငါးဦးချက်ပေါ်ပြီးစုဝေးရမပြုလုပ်ဖို့နဲ့ညစီနိုင်နောက်ပိုင်းကနေမနက်၄နာရီအထိညမထွက်ရအမိန်ကိုအော်တိုဘားလ၈ရက်နေ့ရက်စွဲနဲ့ထုတ်ပြန်ထားရလေဖြစ်ပါတယ်။ အခုအမိန်ထုတ်ပြန်ချက်ဟာနောက်ထပ်အမိန်တစ်စုံတရားမရမချင်းအတိဖြစ်စေရမယ့်လှုပ်လှိပ်ပါရှိပါတယ်။လက်ရှိအချိန်ပကံဒေတာမှာစစ်ကောင်မရှင်နေကန်အေရိုတိုက်ပွဲတွေဖြစ်ပေါ်နေတဲ့အပြင်နှစ်ဖက်သက်သက်သာဆူဆောင်းတာတွေကိုလည်းပြုလုပ်နေပါတယ်။မြန်မာပြည်ရဲ့အဓိကကြောက်စိမ့်ထွက်ရှိရာဖက်ကန်ဒေတာရဲ့စီရင်နိုင်ငံရေးအခြေအနေပြင် ဖက်ကန်ပြည်သူတွေရဲ့အခက်အခဲတွေကိုလည်းတင်ဆက်ပေးမှာဖြစ်ပါတယ်။ ဖကန်ကျောက်စိမ့်တွင်ဒေတာမှာကချင်လွတ်လပ်ရေးတမတော် KIA ပူပေါင်းတပ်တွေထိန်းချုပ်ထားတဲ့နေရာတွေကိုစစ်ကော်မရှင်တပ်ကနေထိုးစစ်ဆင်နေရာအကြောင်းတိုက်ပွဲတွေပြင်းထန်နေပါတယ်။စစ်ကော်မရှင်ကရွေးကောက်ပွဲကျင်းပမယ့်ရက်ကိုကြေညာအပြီးမှာကချင်ပြည်နယ်အတွင်းတိုက်ပွဲတွေပြင်းထန်လာပြီးလေကြောင်းနဲ့ပါအပြင်းထန်တိုက်ခိုက်နေတဲ့အခြေအနေပါ။ဖကန်နေတာက KIA ထိန်းချုပ်ထားတဲ့ဆိုင်တောင်ရက်ွက်ခြေရွာကိုပြန်လည်ရရှိရေးအတွက်စစ်ကော်မရှင်ကအနီးနားခြေရွာတွေကိုပါ ထိုးစစ်ဆင်နေတဲ့အပြင်လက်နက်ကြီးတွေနဲ့ပါပြစ်ခတ်တိုက်ခိုက်နေတာပါ။ ဖကန်ဒီဒါကိုတိုက်ပွဲတွေဖော်ဆောင်တာဟာစီးပွားရေးအရာထိန်းချုပ်လိုတဲ့အတွက်ဖြစ်တယ်လို့ဖကန်ဒီဒါခန်တူကသုံးသပ်ပါတယ်အဲ့တော့ဒီစီးပွားရေးတရားစကားပုံမှာဘောအတရားစကားပုံမှာဘောနော်ရရှိတာဟောကြောင့်ဆိုလို့စီးပွားရေးသူ့ပြောလို့ပဲနေတော့ဒီပုံမှာပြည်သူတွေစည်းရတာတော့မတက်ဘူးပေါ့လေမတက်ဘူးပြည်သူတွေကစည်းနေရတဲ့ဥစ္စာတော့အဲ့တော့ဒီလိုဖြစ်တဲ့ဘူးပေါ့နော်ဟိုကျွန်တော်တို့ဒေါ်လာရင်းဖွဲ့စည်းရဆိုလို့ရှိရင်အဲဒီလိုလူပုံမှာတော့ ဟိုဆောင်းဆောင်းရဲ့ကြည့်ပြီးတင်တယ်ဘာလို့ဘယ်လိုလဲစပါဘူးနော်လတ်တော်မောင်မောင်ကြီးမမောလျံစိုင်းတောင်အနီးတဝိုက်ဖြစ်တဲ့ဆန်းကျွဲနမဖြစ်နဲ့မလန့်ကျေးရွာတွေဘက်မှာစစ်ကော်မရှင်တပ်နဲ့ KIA KBD ပူးပေါင်းတပ်တွေတိုက်ပွဲပြင်းထန်နေတာဖြစ်ပါတယ်။စိုင်းတောင်ဘက်တကြောကိုတင်ပိုက်ဖို့အတွက်စစ်ကော်မရှင်ကနမဖြစ်ကျေးရွာအုပ်စု မလန့်ကျေးရွာဘက်ကို အင်အားတရာကျော်နဲ့စစ်ကြောင်းထိုးနေတာဖြစ်ပြီးလေကြောင်းတွေနဲ့လည်းတိုက်ခိုက်မှုတွေပြုလုပ်နေတာနှစ်ပတ်လောက်ရှိလာပြီဖြစ်ပါတယ်။တိုက်ပွဲကြောင့်ဖက်ကန်ဒီတာမရှိကထောင်းရှရောခဆန်ကျွဲမော်တောင်းချေရွာမနမမောဘုံမမောလျံစုဘုံမဝန်ဂျီနဲ့တခြားချေရွာတွေကဒီတာခံတွေစစ်ဘေးသိမ်းရှောင်နေကြရတာဖြစ်ပါတယ်။ဖက်ကန်ဒီတာတိုက်ပွဲဖြစ်ပွားနေတဲ့နေရာဒီတာကဒီတာခံတွေဟာဖက်ကန်မြို့ကလုံခြုံတဲ့နေရာစစ်ရှောင်စခန်းတွေနဲ့ မစ်ချနာမြို့မိုးကောင်းမွန်ညင်းစတဲ့နီးစပ်ရာမြို့တွေမှာတွားရောက်ခလုံးနေကြရလို့သိရပါဗျ။ဒါဆိုနေနာအကျဉ်းအကျဉ်းနာတော့ရရန်ကိုအန်တီဘိုသင်ရင်ဒေသင်ရင်ရနေမှုကဲချမ်ချောနာဒေကတောက်ခလုမဲသင်ရင်ဒေကတောက်ခလုမဲနေမှုကဲချမ်ချောလူဒီရမ်းနေပြနေကိုလေကချင်လွတ်လိုက်ရဲ့အဖွဲ့အစည်း KIO အနေနဲ့တိုက်ပွဲဖြစ်ပွားတဲ့နေရာတွေမှာ စစ်ရေးတင်းမာလာနိုင်တဲ့အခြေအနေရှိတဲ့အတွက်တိုက်ပွဲနဲ့နှိစက်တဲ့ဒေသကပြည်သူတွေကိုလုံခြုံရေးအတွက်ဘေးကင်းလုံခြုံစိတ်ချအောင်နေထိုင်ဖို့ပညာပေးပြောဆိုထားရလို့သိရပါတယ်။တစ်ဖက်မှာလည်း KIA ကနေသူတို့ထိန်းချုပ်ထားတဲ့နေမြေတွေကဒေသခံတွေကိုစစ်သားတစ်ဆူဆောင်ရေးတွေအပြင်းထန်ပြုလုပ်နေတာဖြစ်ပါတယ်။ချာချီရဲ့အတာပြချာချီချာချီချာချီနော်ဆယ်ချူ ုံးကလုံးမနီမကောင်ကတုံးမနီမကောင်ကတော့နုံကောင်ကတော့မတော်အောင်မလီမွားတော့ကချင်းကဲကချင်း KIOKA ဒေသနဲ့ပြန်ကြားရေးတာဝန်ခံဘုံဝန်ကြီးတော်ဘူးကဖက်ကန်ဒေတာမှာ KIA တပ်တွေစစ်သားတစ်ဆုဆောင်ရေးတွေပြုတ်လောက်တာဟာစစ်အာဏာရှင်ချုပ်ရင်ရေးကိုအတူတကွတိုက်ပွဲဝင်ဖို့ဆူဆောင်းတာဖြစ်တယ်လို့ပြောဆိုပါတယ်ကျွန်တော်တို့မြန်မာနိုင်ငံရဲ့စစ်အာဏာရှင်စနစ်ချုပ်ငင်းရေးအတွက် တဲ့ဘဝနဲ့တဲ့အချင်းမှာကျတို့နိုင်ငံသားတွေအားလုံးနဲ့တာဝန်ဖြစ်ပါတယ်ကျတို့အားလုံးရဲ့တာဝန်ကိုသိရှိနိုင်ပြီးမှကျတို့ရဲ့တပ်ဖွဲ့ထဲမှာကျတို့တော်လာရေးဖွဲ့စည်းထဲမှာဝန်ဘူးအားလုံးစီမှာတာဝန်ရှိပါတယ်လနကိုင်းနဖက်ကစူဆောင်ရေးတွေပြုလုပ်တာကြောင့်အပြင်ထွက်ပြေးဝိုင်းရှာဖွေနေရတဲ့ဒေတာခံပြည်သူတွေရှာဖွေစားတောက်ဖို့ခက်ခဲနေတဲ့အနေအထားဖြစ်တယ်လို့ဒေတာခံတွေကဆိုကြပါတယ် မေလ၄ရက်နေ့ကစပြီးစစ်တပ်ဟာဖက်ကန်ဒေတာကိုပြန်လည်စိုးမိုးနိုင်ဖို့မြစ်ချနာဖက်ကန်လမ်းကိုအင်အားရာကြီးပိုင်းနဲ့စစ်ကြောင်းထိုးလာတာဖြစ်ပြီး KIA KB တရပူပေါင်းတပ်တို့နဲ့မကြာခဏတိုက်ပွဲဖြစ်ပွားနေတာဖြစ်ပါတယ်စစ်တပ်ကဖက်ကန်ကိုစစ်ကြောင်းထိုးလာတဲ့တလျှောက်စစ်တပ်ရဲ့လက်နက်ကြီးပစ်ခတ်မှုလေကြောင်းတိုက်ခိုက်မှုတွေကြောင်းအရတားပြည်သူအများအပြားထိခိုက်ဒေဆုံးခဲ့ရပြီးဖြစ်ပါတယ် မြစ်ချနာသတင်းချာနဲ့ TV အစီအစဉ်ကိုအပတ်စဉ်ကြာသပတင်းနဲ့မနေ့၈နိုင်တိုင်းမှာတင်ဆက်ပေးတော့မှာဖြစ်တာကြောင့်မြစ်ချနာသတင်းချာနဲ့ရဲ့ Facebook, YouTube, Telegram, Instagram စတဲ့ online channel တွေမှာလာရောက်ကြည့်ရှုနိုင်ပါတယ်။ပရိသတ်အားလုံးကိုယ်စိတ်နှလုံးသုံးပါစမ်းမချမ်းသာကြပါစေ။